စစ်ကောင်စီတဲ့ MNT တို့ရဲ့အပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်ဖို့တရုတ်နိုင်ငံကပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမျိုးတို့ဆေးလွတ်ခဲ့တယ်လို့တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောခွင့်ရကောင်ချင်းကန်းကဧပြီ22ရက်နေ့မှာထုတ်ပြောပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လာရှိုးမျိုးကနေ MNDA တပ်ဖွဲ့ဝင်တွေစုခွာပြီးရနောက်ဧပြီ22ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးဒေသဆိုင်ရာအုပ်ချုပ်ခွင့်ပြန်လည်လွှတ်မှုအပေါ်သတင်းစာရှင်းလင်းပွဲမှာတရုတ်စုရကဖြေကြားလာတာပါ စစ်ကောင်စီနဲ့ MNDA တို့ရဲ့ကိုမင်းဆွေးနွေးပွဲကသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်နိုင်မှုနှစ်ဖက်ဖွဲ့ရဲ့ဖိတ်ကြားချက်အရမကြသေးမီကတရုတ်နိုင်ငံကပြစ်ခတ်ရဆဲမှုစောင့်ကြည့်ရဖွဲ့ဖို့လာရှိုးမျိုးတို့ဆက်လုခဲ့တာလို့ဆိုပါတယ်ဒီဖွဲ့ဟာစစ်ကောင်စီနဲ့ MNDA တို့ကြားပြစ်ခတ်ရဆဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလာရှိုးမျိုးချောမွေ့စွာလွှဲပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံသားဝင်ကြီးဌာနပြောခွင့်ရသူကထောက်ပြပြောဆိုထားတာပါစီရီယံပိုကြီးစင်ရော်ကတရုတ်အားကိုးနဲ့ကိုကန့်ထိန်ချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ဖို့အထိစစ်ကောင်စီကဖိအားပေးလာနိုင်ပြီးနှစ်ဖက်ဖွဲ့ကလည်းအပြစ်ရဆိုင်ထားတာကြောင့် TNL ပေါ်စီအရာတက်ရောက်နိုင်တယ်လို့သုံးသပ်ပါသည်စစ်ကောင်စီကတရုတ်အာကုန်းနဲ့ပေါ့နော်အကူကန်ထိန်းသိမ်းထားတဲ့နေရာတွေမှာသူတို့ရဲ့ဟန်ပြရွေးကောက်ပွဲကျင်းပနိုင်ဖို့အထိဖိအားတွေပေးလာနိုင်မယ်လို့ကျွန်တော်တော့မှန်းဆပါတယ်ဒီလာရှိုးပေးပြီးတော့တစ်ချက်ပိုဆိုးတာက MND အကူကန်ဖွဲ့တွေနဲ့အပြစ်ဆိုင်ထားတဲ့သဘောရှိတယ် အဲ့တော့အပြစ်ဆိုင်ထားတဲ့သဘောရှိရတဲ့အတွက်ဒီဟိုဘက်ကပေါ့နော် TNN လေးဘက်မှာတွားပြီးတော့ဖိအားဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ရှမ်းမြောင်မှာဥတီရန်သူပေါ့နော်စစ်ကောင်စီရဲ့ဥတီရန်သူဆိုလို့ကျွန်တော်တို့ဒီ TNN လေးတို့ DPR လေးတို့ပြီးရင်မလေး PDF တို့အဲ့လောက်ပဲရှိတော့တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့နော်။အဲ့တော့အဖွဲတစ်ဖွဲရဲ့အပြစ်ဆိုင်လိုက်တဲ့အာတော်တော်ကြာသွားတယ်။အဲအဲ့ဒီရဲ့ side effect ကပေါ့နော်ဒီ TNN လေးဘက်ကိုတွားပြီးတော့ပူခံစားရတယ်ပေါ့နော်။အဲအဲ့လိုမျိုးအနေအထားမျိုးတွေရှိပါတယ်ဗျ။ထိန်းချုပ်ထားတဲ့လာရှိုးမျိုးပေါ်ကနေဆုတ်ခွာခဲ့ရတဲ့ကိုကန့်တဲ့ MND ဟာ မြို့ပြင်နဲ့ကြီးရွာတွေမှာတော့ဆက်လက်နေရယူထားပြီးစစ်ကောင်စီကတော့မြို့ပေါ်ရပ်ကွက်12ခုမှာဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့တပ်ဖွဲ့ဝင်တွေပြန်လည်နေရယူမှာဖြစ်ပါတယ်။တရုတ်နိုင်ငံကြားရေးဌာနပြောခွင့်ရကောင်ချင်ကန်းကမြန်မာနိုင်ငံမြောက်ပိုင်းမှာငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့ပြည်သူ့ဘောဆောင်တဲ့ခန်းကဏ္ဍကိုနှစ်ဖက်ဖွဲ့ကကျေးဇူးတင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတရုတ်နိုင်ငံကဆေးလွတ်ထားတဲ့ပြစ်ခတ်ရဆဲမှုစောင့်ကြည့်ရေးဘွဲဟာလာရှိုးမျိုးကနေထွက်ခွာခြင်းရှိမရှိမသိရသေးတယ်လို့မြို့လွဲပြောင်းရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ ား MNDA တို့သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ရှမ်းမြောက်မှာရှိတဲ့ရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ခြေဆက်ရာလာရှိုးမြို့ကို MNDA နဲ့ပူးပေါင်းအဖွဲ့တွေက2024ခုနှစ်ဩဂုတ်လဆန်းမှာတင်ပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းတရုတ်စိုးရကတိုက်ပွဲရပ်တန့်မှုဖိအားပေးခဲ့ပါတယ်။ MNDA ကိုဖျက်ငါးဖျက်နဲ့လာရှိုးမြို့ကနေမဆုံမချင်းတရုတ်စိုးရကရေးယူခဲ့တာကြောင့်နိုင်ငံရေးရဆွေးနွေးဖို့ကြေညာခဲ့ရပြီးဖြေလျှော့မှုတချို့ရရှိခဲ့ပါတယ်။ဇန်နဝါရီမှာတော့တရုတ်စိုးရညှိနှိုင်းပေးမှုအရကုမင်းမြို့မှာစစ်ကောင်စီနဲ့ MNDA တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စွန့်နှိမ်မှုရလက်ရနှစ်ဖက်အပြစ်ခတ်ရစေရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့တရုတ်ဆိုရဘက်ကထုတ်ပြောခဲ့ပြီးလက်ရှိမှာတော့ MNDA ဟာလာရှုမျိုးကနေစုခွာဖို့ဖြစ်လာပါတယ်စစ်ကောင်စီအနေနဲ့ CIA အရရှုံးနိုင်ပေမဲ့တရုတ်ဖီအားနဲ့လာရှုမျိုးကိုပထမဆုံးဝင်ရောက်ခွင့်ရခဲ့တာမို့သတိထားရမယ်လို့ CDM ဖူကြီးစင်ရောကထောက်ပြပါတယ် CIA ရရှုံးနိုင်မှုတွေရှိပေမဲ့တစ်ဖက်ကအင်အားကြီးနိုင်ငံရဲ့ဖီအားနဲ့ဒီနယ်မြေပေါ့နော်လာရှုမျိုးကိုဒါပထမဆုံးချင်း ဝင်လာတာပေါ့နော်ဒါပေမဲ့စစ်ကောင်စီရဲ့ခေါင်းဝင်ကိုဆန့်ဖြူဟာကသတိထားရပါမယ်အခုလဲပြားပေးတောင်းဆိုမှုတွေရှိနေတယ်လို့ကြားသိနေရပြီးတော့ပေါ့နော် MNDA နဲ့ဒီပူပေါင်းတပ်ဖွဲ့တွေတော်လိုင်းရေးဖွဲ့တွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကျွန်တော်တို့ဒါဆက်ပြီးတော့ကြည့်ရမှာပေါ့နော်တရုတ်ဆိုရကတော့ကိုမင်းဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲတွေကြက်တန့်ရေးအတွက်ဆွေးနွေးပွဲတွေလှုပ်ဆောင်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာအတည်ပြုထားတာပါ။ ဒါအပြင်မြန်မာနိုင်ငံကဗတ်အတီးတီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငင်းကြေးရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့တရုတ်နိုင်ငံကြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကထုတ်ပြန်ထားပါသည်